အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီနေ့နေ့လယ်ပိုင်းမှာတော့ကျွန်တော် Arsenal ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးနည်းနည်းလေးဆွေးနွေးအောင်လို့ပြောချင်ပါတယ်အဲ့ Arsenal ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးဆွေးနွေးရမယ်ဆိုရင်ဒီအပြောင်းရွှေ့ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုဖြစ်လာခဲ့ပြီလို့ပြောလို့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ဒါလက်ရှိမှာဒါ Arsenal အသင်းနေနဲ့ဒါကျွန်တော်လက်ရှိခုနေ့ကကျွန်တော်အတိတ်ကောင်ပြောလို့ပဲ အာစနယ်ကလှုပ်တော့လှုပ်နေတယ်အပြောင်းအရွှေ့မှာဆောင်းအလုပ်တွေလုပ်နေတယ်တိုက်စမှုဝယ်တာလွှဲရင်အကုန်လှုပ်တယ်ဒီကောင်ပြောတာကောင်းတယ်လှုပ်ကြည့်ရတယ်အဲ့တော့ကျွန်တော်ရဲ့ဒါကျွန်တော်တို့ topic um ဒီကောင်းထဲမှာကျွန်တော်နည်းနည်းလေးရောက်လာတာအာဆန်အာဆန်နယ်ကဒါကျွန်တော်ရူနာဘောလုပ်ဟိုတိုက်ဆင်မှုခေါ်တာလွင်အကုန်လုတ်တယ်ဆိုတော့ပုံစံမျိုးနဲ့ပဲကျွန်တော်ဒါဒီနေ့အဲ့ဒီဒီနေ့နေ့လေ topic ကိုပြောရမှာပေါ့နော်အဲ့တော့ဒါလက်ရှိမှာဒါနောက်ဆုံးရ update သတင်းတွေရဆိုအာဆန်အသင်းကဒါတိုက်ဆင်မှုခေါ်ယူရေးကထုံးဝနိုင်3 A သွားခဲ့ပြန်တယ်ပေါ့နော်ဒါဘာလို့ဆိုတော့ဒါအာဆန်လည်းအပြစ်ပြောလို့မရပါဘူးဒါဥနာဘောလုပ်ပဲတစ်ဖက်ရဲ့အသင်းတွေကဘာလူလူညာလူလူနဲ့တည်ရမှာဒါကျွန်တော်တို့ဖြစ်နေတဲ့အနေအထားတစ်ခုပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်အာဆန်အသင်းနေတာကျွန်တော်တို့တောင်မန်ကစားသမားတွေကိုလက်ရှိ market ထဲမှာပြန်လဲပြီး ော့ဒါလိုက်တိုက်နေပြီလို့သိရတယ်အဓိကဒီညမှာပြဿနာပါဖြစ်တယ်ဆိုအာစနယ်သင်းရဲ့ left wing ကစားသမားဖြစ်တဲ့ Gabriel Martinelli ဘိုင်မြူနစ်ကစိတ်ဝင်စားလာတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ market ထဲမှာဒါကျွန်တော်တို့ Martinelli ရဲ့နေရာအတွက်ကောဒါဖြစ်လာနိုင်မယ်ဆိုရင်ဒါကျွန်တော်ဖြစ်သွားခဲ့မယ်ဆိုရင်ဒါသူတို့အနေနဲ့ Barcelona လို့အဲ့တော့ Martinelli ကိုတန်းကလက်ရှိမှာဒါသူ့ရဲ့အနာဂတ်အတွက်ဒါမရေရာမတိကြမှုတွေကိုဖြစ်နေတယ်လို့သိရတယ်မှာပါတယ်အာစနယ်သင်းနဲ့ဒါ Martinelli ကိုမရောဘူးဆိုရင်တော့မဟုတ်ဘူးသူတို့အနေနဲ့တင့်တော်တဲ့ကမ်းလှမ်းမှုမျိုးရှိမယ်ဆိုရင်တော့သူတို့အနေနဲ့ဒါနားထောင်သွားဖို့ရှိတယ်။တစ်ဖက်က Bayern Munich အသင်းက လည်းအားလုံးသိတဲ့အတိုင်းပဲသူတို့အနေနဲ့ left wing ကစားသမားတွေတော်တော်လေးကို desperate ဖြစ်နေပြီသူတို့ရှိသမျှ left wing ကစားသမားအကုန်လုံးနေနေရသူတို့ကိုနိုင်ငင်းပေးထားတယ်လက်ရှိမှာဒီနှစ်မှာ Bayern Munich လောက်ငင်းခံရတာ Bayern Munich ပဲရှိတယ်ဒါဟာ reality တခုဖြစ်လာခဲ့အဲ့တော့ဒါတချို့ကြတာ Bayern Munich ပြည်သက်တွေတော်တော်လေးကိုဒေါသထွက်လာခဲ့ပြီလက်ရှိ market ထဲမှာအလုလုဖို့အတွက်ပြည်သက်တွေကတောင်းဆိုလာသည်အရင်တော့ဒါ Bayern Munich ကလှုပ်လှုပ်ပြီးဆိုတော့သူများတိုင်းပဲဒါပေမဲ့ ဘိုင်မြူနစ်နဲ့အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်အခုလက်ရှိမှာတို့အနေနဲ့ဒါတကယ်ကိုသဘောကျဖို့ကောတိုက်စစ်မှုဖြစ်တဲ့ဝူဖတာဒေးလီကိုတို့ခေါ်ယူခဲ့တယ်ဗောနော်ဒါကျွန်တော်တကယ်ကိုမိုက်တဲ့ခေါ်ယူမှုတစ်ခုဖြစ်လာခဲ့တယ်ဒါပေမဲ့တို့အနေနဲ့ပြိသက်တွေကြားထဲမှာ left wing ကစားသမားတို့တော့တော်တော်လေးကိုအလိုရှိနေတယ်ဒီ left wing ကစားသမားနေရာမှာတို့အနေနဲ့ဘာများလုပ်ပေးနိုင်မလဲဆိုတဲ့ဥစ္စာမျိုးကိုတို့ကတော်တော်လေးကိုစိတ်ဝင်စားတယ်လက်ရှိဒါ scenario ရပါဗောနော်အဲ့တော့လက်ရှိဒါတွားနေတဲ့အနေထားရဒါကျွန်တော်တို့ Arsenal သင်းနေတဲ့အကယ်၍ဒါ Bayern Munich ဘက်ကဒါကျွန်တော်တို့ မာတင်နယ်လီကိုကန့်လန့်ခဲ့မှုတွေကိုရှိလာခဲ့မယ်ဆိုရင်တော့ဒါတင့်တော်တဲ့ကန့်လန့်မှုတင့်တော်တဲ့ဈေးတစ်ခုဖြစ်လာပြောမယ်ဆိုကျွန်တော်တိတိလာပေါင်တန်း60နဲ့ပေါင်တန်း80ပေါ့နော်အတိအကျဈေးတော့မသိဘူးပေါင်တန်း60နဲ့ပေါင်တန်း80ကြာဒါယူရို85သန်းနဲ့ယူရိုတန်း80ကြာဒါဖြစ်ခဲ့မယ်ဆိုရင်တော့အာဆုံသိနေတဲ့ဒီအပြောင်းရွှေ့အတွက် willingly ပေါ့နော်နားထောင်မှုတွေ ready ဖြစ်သွားမယ်အဲ့တော့ဘာကြောင့်ဒီလိုမျိုးဖြစ်နေတာလဲအာဆုံသိတဲ့ခုလက်ရှိ market ထဲမှာတို့ကိုယ်တိုင်က left wing အာသက်နဲ့ကစားသမားကိုလိုက်ရှာနေလို့ဖြစ်တယ်လက်ရှိမှာဒါကျွန်တော်တိကြတယ်မယ် easy ကို arsenal သိနေပြတ်မှတ်ထားလိုက်ပြီးဖြစ်တယ် နဲ့ဖြစ်တဲ့ဒေါက်တာဟော့စပါအသင်းနဲ့ရှင်လူဘူးတို့ ready ဖြစ်နေပြီဖြစ်တယ်အဲ့ဒါကောင်လက်ရှိမှာ market ရဲ့ကျွန်တော် strategy ကသူတို့သွားနေတယ်မှာပါတော့ဒါ easy အပြောင်းအရွှေ့က arsenal အသင်းတို့ကရမ်းလွယ်တယ်မှာပါ arsenal အသင်းကဒါကျွန်တော် easy က academy မှာလည်းကစားဘူးတယ် arsenal အသင်းပြိတက်လက်တချိန်ကဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့ရတာသူတို့အသက်70 easy 73နှစ်မှာဒါကျွန်တော် arsenal အသင်းကဒါသူတို့ရဲ့ academy မှာ swap ဖို့အတွက်ကအဆင်မပြေဘူးဆိုပြီးညင်းလိုက်တဲ့ကြောင့်မို့လားပြောရမယ်ဆိုတော့ easy က harry game ပုံစံမျိုးပဲဒါပေမဲ့ဒါအကယ်၍စပါးဘက်သွားရင်တော့ harry game ပုံစံဖြစ်သွားလိမ့်မယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော် easy အနေနဲ့ arsenal ဘက်သွားမယ်ဆိုတော့သူတို့ကဒါကျွန်တော်တို့အေးပါတစ်ချိန်ကဒါ သူတို့ခေါ်လိုက်တယ်သူတို့နေထုတ်လိုက်တဲ့ကောင်လေးအခုလက်ရှိသူတို့စီပြန်လာတော့မယ်ဆိုတဲ့ပုံစံလေးပြန်ဖြစ်သွားတာပေါ့နော်ဒါမှလက်ရှိမှာဒါကျွန်တော်တို့ easy အနေနဲ့လက်ရှိဒါသူကိုယ်တိုင်ကလည်းအာဆောင်အသင်းမှာပြန်လဲပြီး travel the ready ပြအဓိကတော့ easy အတွက်ကရှင်းတယ် crystal palace ကထွက်ပြီးသူနေတာ spy ပြီး arsenal ဘက်တည်းဖြစ်ဖြစ်သူနေတဲ့ပြောင်းမှုအတွက် ready ဖြစ်နေတယ်အဲ့တော့အာဆောင်အသင်းကအခုလက်ရှိမှာ easy ကိုသာခေါ်မယ်ဆိုရင်တော့စာချုပ် ချက်သိင်းချင်းကိုအရေးကြပေးပြီးချက်ချင်းစုလို့ခေါ်လို့ရနေတာမှရှိရဒါပေမဲ့လက်ရှိအာဆိုသိင်းတဲ့သူတို့ကသူတို့ကအလုရှုံနဲ့တိုက်စစ်မှုလူလူတာခံစစ်လူလူနဲ့အလုရှုံနဲ့တွေ့ရလိမ့်မယ်အဲ့တော့ဒါကွင်းလေကစားသမား၂ယောက်လည်းဒါမြန်မြန်ဆန်ဆန်ပဲသူတို့ခေါ်ယူနိုင်ခဲ့တယ်ခရစ်စတီယန်နော့ဂတ်ကိုဒါကျွန်တော်ဇူဘီမန်ဒီကိုခေါ်ယူနိုင်ခဲ့တယ် ဒါအပြင်ခုလက်ရှိမှာဒါကျွန်တော်တောင်မန်ကစားသမားရေဒါအလုပ်ရှုံနေဖြစ်တော့ easy ကလက်ရှိ market rate ရတာကျွန်တော်စာချုပ်ဖြတ်သိမ်းခြင်းပေါင်68တန်းရှိဒါပေမဲ့လက်ရှိဒါကျွန်တော် crystal palace နဲ့ပေါင်တန်း60ဈေး short ပေးဖို့အနေထားမှာရှိပြီးတော့တန်း20အရစ်ကျ3နှစ်နဲ့လေလက်ခံသွားမှုရှိတယ်ဆိုတော့ဟိုဟိုတော့ကကျွန်တော်တင်ဆက်ပေးထားပြီးပြီဖြစ်တယ်အဲ့တော့ဒါလက်ရှိအနေထားရ body blue ဖြစ်နေလဲ body blue လုတ်နေလဲဆိုတော့ဒါ arsenal သိမ်းမဲ့သိလိမ့်မယ်ဒါပေမဲ့ arsenal သိမ်းနေတာတိုက်စစ်ဘူးကလွင်အလုတ်ကုန်လုတ်တယ်ဆိုတဲ့ဒုံးဝန်တိုင်းပဲတကယ်လက်ဒါတောင်မန်ဒီမှာခေါ်တယ်အဲ့တော့ arsenal သိမ်းနေတာ easy ကိုသူတို့အနေနဲ့ဒါ ်ခေါ်ယူဖို့အတွက်စိတ်ဝင်စားမယ်သူတို့တက်ကလည်းလက်ရှိမှာတန်း60ဆိုတဲ့ဈေးကများနေတုန်းပဲသူတို့နေခန်းစားရတယ်။ဒါတောင်မှခုနကပေါ်သူတို့ဘက်ကမာတင်နယ်လီအသင်းကထွက်သွားမှသာ easy ကိုဝယ်ဖို့တော့သူတို့ကစဉ်းစားရပြီ။ဒါပေမဲ့ကျွန်တော်ရဲ့ personal မြင်မှာဆို easy ကဈေးကြီးတာပဲမြင်တာ arsto အသင်းအတွက်လားနောက်ကနေ backing ကောင်းကောင်းလုံသွားနိုင်တဲ့ကစားသမားတယောက်လိုမြင်တယ်။ odin ကကိုလည်း cover လုပ်ပေးနိုင်လို့မာတင်နယ်လီကိုလည်း cover လုပ်ပေးနိုင်တယ်။ saka ကိုလည်း cover လုပ်နိုင်တယ်။အဲ့တော့ arsto အသင်းနဲ့ easy ဝယ်ယူနေတဲ့ဒါကျွန်တော်အရင်ပုံစံမျိုးမဟုတ်မြင်တာ cover လုပ်ပေးနိုင်ကောင်းကောင်း cover လုပ်ပေးနိုင်မယ်ကစားသမားတယောက်ဖြစ်လာမယ်လို့မြင်တယ်။အဲ့တော့ artida ကျတဲ့ဒါကျွန်တော် flexible ဖြစ်တဲ့ကစားသမားတယောက်လို့လည်းမြင်တယ်။ easy ကအားတိတ်တိုက်ရတာ plan နဲ့မှာတော်တော်လေးကိုအဆင်ပြေမဲ့ကစားသမားရဲ့တယောက်ဆိုတော့လုံးဝငင်းစရာမလိုဘူးနော်ဒါပေမဲ့အာဆုံသင်းကတကယ်တဲ့ဒီလိုမျိုးတာနေရစရာကျွန်တော်ဘကွင်းလေပုံစံမျိုးမဟုတ်ဘဲနဲ့တိတိချာချာဒါကျွန်တော်တို့ဆော့လို့ရတဲ့ကစားသမားနောက်တစ်ယောက်ကိုလည်းစိတ်ဝင်စားနေတယ်အဲ့ဒီကစားသမားကလက်ရှိမှာဘူရူရှာဒေါ်မွန်ရဲ့ဒါကျွန်တော်တောင်မန်ကစားသမားဖြစ်တဲ့အာဒီယာမီပေါ့နော်အာဒီယာမီကိုလက်ရှိမှာဒါကျွန်တော်တို့အဲ့ အခုတော့ကျွန်တော်ပြောကြပါတယ်ကျွန်တော်ကစားသမားနေမေအသင်းနေမေဒီမှန်အောင်ပြောဆိုကျွန်တော်လည်းဒါကျွန်တော်ကြမိကြပြောရတာပါဆရာတို့ကြီးကျွန်တော်လည်းအင်္ဂလိပ်စာအရင်အားကောင်းနေတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ဒါနာမည်လေးပါညာမပြောရင်လည်းခွက်လို့ပါဆရာတို့ကြီးကျွန်တော်ဒါခုနအပေါ်ပဲသူချို့ရတယ်မေပရော်ဖက်ရှင်နယ်ပရော်ဖက်ရှင်နယ်လည်းမဟုတ်ဘူးလို့အခောက်တရားပြောလဲမရအဲ့ကျွန်တော်ပရူလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်လည်းဒါမြင်မိတဲ့ဒါကျွန်တော်အင်္ဂလိပ်စာဗကလုံးနာမည်လေးတွေဒါစုစည်းပြီးပြောမိတာပါမသိတာမနာတော့ခွက်လို့ပါအဲ့တော့ transfer market ကကျွန်တော်အပန်နောက်ပိုင်းညာကျွန်တော် transfer market ကိုကျွန်တော်ဒါနည်းနည်းလေး တောင်းဆိုကြည့်မယ်ဗောနကစားသမားနာမည်ဘီနာမှာဒါကျွန်တော်တို့အတန် box လေးပဲပါမလားဗောအတန် box အဲ့ဒါနှိမ့်လိုက်အဒီယမ်မီအဒီယမ်မီဆိုလို့မျိုးထွက်မလားဗောနော်အဲ့တော့ အဲ့တော့တခါကျရင်ဆရာကြီးတွေလည်းကျွန်တော်တို့ကြိတ်တယ်ဗောနော်တခုအဲ့တော့အဒီယာမီနေနဲ့အခုလက်ရှိဒါကြောင့်ဘူရီရှာဒေါ်မွန်အသင်းကရောင်းချဖို့အတွက်ပြင်ဆင်တဲ့ကစားသမားတွေပါတယ်အဒီယာမီကိုလက်ရှိမှာဒါကျွန်တော်တို့တိတလောက်ကစာရုပ်သက်တမ်းရနှစ်နှစ်ကျန်နေသေးတယ်ဒါကျွန်တော်တို့ဒါကစားသမားကလည်းလက်ရှိစာရုပ်သက်တမ်းတိုးဖို့တော်လုံးဝအစီအစဉ်မရှိဘူးမမဲ့ရင်အဒီယာမီကိုဒါကျွန်တော်တို့လက်ရှိပရီးမီးယားလိဂ်ကလပ်တွေနဲ့ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းတွေပါတယ်ဒါကျွန်တော်တို့လက်ရှိမှာအဒီယာမီကိုဒါမမဲ့ရပြောရမယ်ဆိုရင်အက်စတန်ဗလာအသင်းကခေါ်ယူဖို့စိတ်ဝင်စားတယ်မှာပါဒါပေမဲ့သူတို့နဲ့ဒေါ်နီမာလန်ကိုပဲအဓိကခေါ်ရခဲ့အဒီယာမီကိုခေါ်ယူမဖြစ်ခဲ့ဘူးဗောနော်အဲ့တော့ဒါလက်ရှိမှာဒီကစားသမားကဒါကျွန်တော်မနစ် ်ကခြေစွမ်းပြမှုတွေကမဆိုးလာဘူးလို့ပြောလို့ရတဲ့အခြေအနေရှိတယ်အဲ့တော့လက်ရှိအနေအထားမှာဒီကစားသမားကအသက်အရွယ်အားဖြင့်ပြန်တွက်မယ်ဆို23ပဲပဲရှိသေးတယ်တော်တော်လေးကိုငယ်သေးတယ်လို့ပြောလို့ရတယ်2002ခုနှစ်ဘွားအဲကျွန်တော်တို့ဒါကျွန်တော်တို့ဘုဒ္ဓစီကမှာ25ပွဲပွဲထွက်ထားခဲ့ပြီး9ဂိုးတွင်းရတယ်6ဂိုးဖန်တီးထားတယ်ချန်ပီယံလိမှာဒါကျွန်တော်10ပွဲပေါအောင်ပတ်သက်ထားပြီးတော့ကျွန်တော်5ဂိုးတွင်းထားတယ်2ဂိုးဖန်တီးထေးထားတယ် DFB Poker Plus မှာတော့တပွဲပေါအောင်ပတ်သက်ပြီးတော့2ဂိုးဖန်တီးပေးတယ်အဲ့တော့ဒါကျွန်တော် Borussia Dortmund နဲ့လက်ရှိမှာသူ့နေနေတာ မဆိုးလာတဲ့ခြေစွမ်းတစ်ခုသူပြသထားခဲ့တယ်ဗောနော်အဲ့အာဒီတာလက်အောက်မှာဒီကစားသမားတော်တော်လေးကို flourish ဖြစ်သွားနိုင်တဲ့ဒါကျွန်တော်အပြောင်းရွှေ့တစ်ခုလို့တော့ကျွန်တော်နည်းနည်းမြင်မိတယ်ဒီကစားသမားကိုလက်ရှိမှာ transformer ကကတော့ euro 45တန်းဈေးသတ်မှတ်ထားပြီးဒီအပြောင်းရွှေ့ကတော့ဘလူတွေဘယ်ပုံစံဖြစ်သွားနိုင်မလဲဆိုတော့အကုန်လုံးစောင့်ကြည့်ရမယ်အပြောင်းရွှေ့တွေကတစ်ခုလို့ပဲကျွန်တော်နည်းနည်းမြင်မိရတယ်မှာပါအဲ့တော့ဒါဘလူပဲပြောပါဒါကျွန်တော်တို့လက်ရှိမှာဒီကစားသမား left wing လဲဆော်လို့ရတယ် right wing လဲဆော်လို့ရတယ်ဒါခုနကပြောသူပဲ martinelli ကိုလဲ pressure ပေးလို့ရတယ်ဒါ saka ကိုလဲ backing ကောင်းကောင်းပေးနိုင်မယ်ကစားသမားတယောက်ဖြစ်ပြီးတော့ဒါပို့ပြီးစိတ်ဝင်စားဖို့ကောင်းသူ ဟာ center forward ဆိုလို့ရတဲ့ကစားသမားအဲ့တော့ Adidas အနေနဲ့ဒီကစားသမားဝယ်လိုက်ုံနဲ့တိုက်စစ်မှုဝယ်စရာမလိုတော့ဘူးဆိုတော့ပုံစံမျိုးပါအဲ့တော့ဒါပေမဲ့တိုက်စစ်မှုကဒီနှစ်မွယ်လဲ Adidas ဆဲရဘူးပဲရှိအဲ့တော့ဒါတိုက်စစ်မှုနဲ့ပတ်သက်ပြီးနည်းနည်းလေး update တိရလာဆိုဘာမှ update မတိရသေးပါဘူး Arsenal တင်းတဲ့ခုလက်ရှိမှာ Sesko တွေ့လဲတရားဝင်ကန့်လတ်မှုမပြုတ်လောက်ရသေးဘူးဒါ Victor Kyogres တဲ့ဒါဒုတိယမြောက်အချိန်ကန့်တတ်မှုမလောက်ရသေးဘူးလို့သိရတယ်အဓိကကဒါခုနကပေါ့ Arsenal တင်းနဲ့နှစ်သင်းလုံးသူတို့ပေါ်ချိုးနေတဲ့အချိုးမျိုးလုံးဝမကြိုက်ဘူးအဓိကအဲ့တော့ပြဿနာကလည်း Arsenal တင်းတဲ့ခုလက်ရှိမှာသူတို့ကဒူရိုမဲမှာ Arsenal က budget ရှိတယ် ပေးပလိုက်လို့ရတယ်ဒါပေမဲ့ခုနကပြောသူတို့နေဒီကောင်ကြီးကြောနေလို့မပေးတာအဖြေကရှင်းတယ်ကစားသမားတွေကလည်းဒါသူတို့နေကြောတယ်လို့မြင်တယ်ဟိုလိုလိုလည်းဒီလိုပဲဖြစ်တယ်ဆိုတာမျိုးသူတို့မြင်တယ်ဒါကြောင့်မို့သူတို့အနေနဲ့တော်ပြီပါဒါကြောင့်မလို့တို့အနေနဲ့ဒါကျွန်တော်တို့ဒီအပြောင်းရွှေ့မှာအခုချိန်ထိဒါကျွန်တော်ဒီ day မဖြစ်သေးတော့မြင်လဲအဲ့တော့လက်ရှိမှာအာဆိုသင်းနေတန်နေတို့တို့မြင်တို့ပေးလိမ့်မယ်မတန်ဘူးတို့တို့နေဒီအပြောင်းရွှေ့ရှိမှတို့ဒါပေမဲ့ပြဿနာကအာဆနယ်ကိုယ်တိုင်ကလက်ရှိမှာတိုက်စင်မှုလူတွေအသင်းတင်းပြီးပြီး တန်တယ်မတန်ဘူးဆိုတာတိုက်စစ်မှုမရှိတဲ့အသင်္ကာရတိုင်ပတ်နေတယ်လို့ပဲမြင်ရတယ်ဘာလဲအဲ့တော့လက်ရှိမှာဒါအာစလိုပရိသတ်နဲ့ဒါခါရင်းတဲ့လူပဲ Harvest နဲ့ဒါ Gabriel Jesus နဲ့ပဲဒါတရားသီးကုံသွားမှာအကုန်လုံးကစိုးရိမ်ပြီးရတယ်မှာပါတယ်လို့ပြောရင်လည်းပဲကျွန်တော်တော့ကုန်ပြီပါအောင်ဘလုံးဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတော့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဗတ်စာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးကလစ်ဖို့မပြေးကြပါနဲ့ဗျများများကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြူတူပါနဲ့ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော် ရီနောက်မှာပဲအေးဆစ်ဆစ်တွေ့ကြတာပေါ့အားလုံးကြိုးတမိုင်းကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုစုမောင်ကောင်းတောင်းပြီးနေပဲမြန်မြန်လေးလက်ကလစ်ပေးကြအောင်ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးကြိုးတမိုင်းချော်တော့ကွန်ပြူပါဗျဒီပါဗျ